ချက်ပေါ်ပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ဒါပြီးဆုံးသွားတဲ့ချန်ပီယံလိဂျာဒီမှာအကောင်းဆုံးကစားသမားစုရသွားခဲ့တဲ့ PSG အသင်းရဲ့တော်မန်ကစားသမားဒဗီလီအကြောင်းကိုကျွန်တော်လည်းဒီစီးပွားနေပြောမှာလုံးဝတင်ဆက်ပေးတော့ဖို့ရှိပါတယ်ခင်ဗျာစီးပွားရေးမင်္ဂလာပါညီမင်္ဂလာပါကိုဒါမွေးလာတဲ့ကာလတုန်းကတော့တကယ် flop player ပေါ့နော်လူဘူကစားသမားတယောက်လုံးတမတ်ခံထားရတယ် ဒီစေယုံဂျိုပြီးတော့ဒါစေယုံပုံလေးနဲ့အလောင်ခံရတဲ့ကစားသမားတယောက်ဒါတက်ဘူးနော်ဒီကစားသမားတယောက်ကဒါနှစ်အနေငယ်ကြာပေါ့လေဒီ PSG ကိုပြောင်းရောက်ပြီးမှဒုတိယရာသီမှာ PSG အသင်းသားတွေတကယ်ကိုအလိုချင်ဆုံးစုတစ်ခုဖြစ်တဲ့ချန်ပီယံလိဘလောက်ကိုသူတို့သိမ်းပိုက်နိုင်ခဲ့တယ်ချန်ပီယံလိဘလောက်နဲ့သူတရားစီတွင်းထရစ်ဘက်ချန်ပီယံကိုလည်းသူရသွားခဲ့တယ်ပေါ့လေပုံပြောမှာအားရချင်တဲ့ပုံကောင်းတာတမ်ဘီလီဟာဒီရာသီချန်ပီယံလိရဲ့အကောင်းဆုံးကစားသမားအဖြစ်နဲ့တတ်မှတ်ခံခဲ့ရတယ်ပေါ့လေတမ်ဘီလီရဲ့ ီနေမြင့်တက်ကြဒါတားကိုမြန်ကုန်တဲ့ဒီကစားမဘွားအကြောင်းလေးတဲ့မှာသူဘယ်အကြောင်းလေးကိုအရင်ဒါစပြီးပြောနေတာပြောနေဟုတ်ကဲ့ဗျာဒီအခုအချိန်ကတော့သူ့ကစားသမားဘဝရဲ့အထွတ်အထိပ်တရက်ဖူးဆောင်တဲ့အချိန်ပဲပေါ့လေအဲ့တော့ဒီကစားသမားကအခုဆိုရင်အသက်29ရှိပြီပေါ့နော်28ပေါ့ဟုတ်ကတဲ့အချိန်ကလေးကတကယ်ကို prodigy တယောက်အနေနဲ့ပေါ်လာပါပေါ့နော်ဒီ runners အသင်းကလည်းစပြီးတော့သူနာမည်ကြီးတယ်အဲ့တော့2015 16ဖြစ်မယ်ပြီးတော့ Dortmund တရားတီးရောက်တယ် တရားဒီရပြီတရားဒီပဲကံသေးတယ်အဲတကယ်အကောင်းဆုံးခြေစွမ်းပြခဲ့လို့ဘာစီလိုနာကဒါယူရိုတန်း135သန်းဒီပေးပြီးတော့ခေါ်ခဲ့တာပေါ့နော်အဲ့တော့တော်တော်ကြီးကိုများခဲ့တဲ့စံချိန်တွေအဲ့တော့အဲ့စံချိန်တွေပြောင်းရွှေ့ကြကြောင့်သူ့ရဲ့ဒီကစားသမားဘဝအဲ့စံချိန်ပြောင်းရွှေ့ကြရဲ့ဖိအားတန်းကိုအများကြီးခံခဲ့ရတာပေါ့နော်အဲ့တော့ဘာစီလိုနာမှာသူ့အနေနဲ့ဒါစေယုံကိုအိမ်ဦးတဲ့ချန်ပီယံလို့ဟိုဖတ်တွေ့ခဲ့ရတာတော့မှန်တယ်ဒါပေမဲ့ဒီနောက်ပိုင်းနှစ်တွေသူ့တပင်ဂျာဗီဂိုင်တွေ့တဲ့အချိန်တွေမှာဆိုရင်သူ့အနေနဲ့ အခွင့်အရေးလည်းအများကြီးပိုရတယ်အထူးသဖြင့်လာမင်းရှင်းမမပေါ်လာခင်မှာဆိုရင်တမ်ဘီလီယာတောက်လျှောက်ကစားရတဲ့ပလေးယာဖြစ်ခဲ့တယ်ပေါ့နော် ပြီးတော့ခြေစွမ်းလည်းအထိုက်လျောက်ပြနိုင်ခဲ့တယ်အဲ့တော့ဟိုကျွန်တော်တို့ပြောမယ်ဆိုရင်တော့ဒီ throws တွေကတော့ဒါနောက်ဒါလေးတော့တောက်လျှောက်ရှိခဲ့ဒါပေမဲ့ဒီဘာစီလိုနာသူရရောက်ချင်းယာတီတွေမှာတော့အားနည်းမှုတွေရှိတာဒါပေမဲ့ဘာစီလိုနာထွက်ခံပြီးအချိန်တွေမှာတော့သူတော်တော်လေးခြေစွမ်းတောက်ပါခဲ့တာဟုတ်ဒါမြင်ရလိမ့်မယ်ပေါ့နော် အဲမှန်းထားသလောက်တော့မဖြစ်ခဲ့ဘူးဒါပေမဲ့မှန်းထားသလောက်ကဘယ်ချိန်မှလာဖြစ်လဲဆိုတော့အခုမှလာဖြစ်တယ်ပေါ့နော် PSG အသင်းကိုဒါအခု तू အနေနဲ့လုတ်ပြခဲ့တာက तू ဟာဥဆောင်ကစားသမားပဲတိုက်စစ်ကနေ तू ဒီအသင်းရဲ့ဒီပြီးခဲ့တဲ့ Champion League Final ရဲ့ကျွန်တော်တို့သူ့ရဲ့ pass receive ပေါ့နော် तू ရဲ့ touches တွေကိုကြည့်မယ်ဆိုရင် touches တွေကဒီ RB နေရာရော LB နေရာရော central နေရာတွေရော half space တွေရောပြီးတော့ down man တွေရောအကုန်လုံးမှာ तू ရှိတယ်ပေါ့နော် तू ကအဲ့လိုမျိုးဒီဘောလုံးတွေကိုလက်ခံရယူပြီးတော့အသင်းရဲ့ ီကစားဟန်ကိုချောမွေလာအောင်သူကအကောင်းဆုံးလုပ်ပြီးတယ်အရင်တော့ဆိုတော့သူလိန်ခေါက်ပြီးတော့သူပြေးရင်ပြေးမယ်အခုကကျတော့အဲ့လိုမဟုတ်ပဲနဲ့သူ့အနေနဲ့ဘောလုံးတစ်ချက်တည်းပေါ့နော် သူ့ထပ်ပိုကောင်းတဲ့နေရာမှာရှိနေတယ် option မှာရှိနေတယ်ကစားသမားကိုသူအမြန်ဆုံးဘောလုံးလွှဲပြောင်းပြီးတော့ပြေးတယ်ပြီးရင်သူတခြားနေရာနဲ့သူနေရာပြန်ယူလဲဆိုတာမျိုးကျွန်တော်တို့တွေ့ရတယ်ပြီးတော့ off the ball position ဘောလုံးကိုဘောလုံးမရှိရဲ့ခြေထဲမှာမရှိတဲ့အခြေအနေမှာလည်း present တော့လည်းအလုပ်အရင်စူးစမ်းလာတယ်ပြီးတော့ဒီနေရာယူမှုပေါ့နော်ကျွန်တော်ကိုးသွင်းသွားတဲ့အခြေအနေမှာဆိုရင် hakimi ရလည်းပါရှိတယ်အဲ့ဒီအချိန်မှာ ဒမ်ဘီဒီက तू အဲ့မှာအဲ့နေရာကိုဟာကီမီဝင်လာလို့မယ်ဆိုတော့ तू သိတဲ့အတွက် तू ကညတောင်မဘက်ကိုထွက်ပြီးတော့နေပြီးတယ်အဲ့တော့အဲ့လိုမျိုးအခြေအနေကျွန်တော်တို့တပွဲလုံးမှာအကြိမ်ကြိမ်မြင်ရတယ်ဘောလုံးရှိပြီးလည်းမြင်ရတယ်ဘောလုံးမရှိပဲလည်းမြင်ရတယ်ပြီးတော့ဒီ off the ball walls မှာဆိုရင်ဒါပွဲကြင်ညာနေတဲ့ CBS Sports ကကြင်ညာသူကပြောတာပေါ့နော်ဒီဟာကီမီဟိုဒီ inter ရဲ့ညာချမ်းပေါ့နော် inter ရဲ့ညာချမ်း PSG ရဲ့ဘယ်ချမ်းဒီဟာကီမီကလိုက်လာလိုက်လာအချိန်မှာဒီကြင်ညာသူက ဟာဂင်မီက right back ပေါ့နော် right back ကဘာဖြစ်လို့ဒီလောက်ထိတက်လိုက်လာပဲဆိုပြီးပြောအဲ့တော့ဒီဘက်က color commentator နောက်တစ်ယောက်ကကြတော့ဟာဂင်မီရဲ့နေရာကို right back နေရာမှာ Usman Dembele ဝင်ကစားနေရဆိုပြီးတော့ပြောသွားတယ်အဲ့အဲ့ဖြစ်ရကကျွန်တော်တို့ကွင်းထဲမှာကျွန်တော်တို့ကင်မရာရှိုက်ွက်ထဲမှာမမြင်ရဘူးဒါပေမဲ့ Dembele ရဲ့သူလှုပ်ပေးနေတဲ့အရာကိုမြင်ရလွန်ခဲ့တဲ့9နှစ်လောက်တုန်းက Barcelona မှာတော့ Dembele အဲ့လိုမကစားခဲ့ဘူးဒါပေမဲ့အခုအချိန်မှာသူကစစ်မှန်တဲ့ team player တစ်ယောက်ဖြစ်ပြီးတော့ဘောလုံးခြေထဲမှာရှိနေဖြစ်စေမရှိဘူးဖြစ်စေအသင်းကအကောင်းဆုံးကူညီရပြီးတော့အရင်အလိုမျိုးအကုန်အညွန်အလင်အခောက်တွေ ျော့လာပြီးတော့အသင်းရဲ့ effective ဝေးအတွက်အသင်းရဲ့ကစားကွက်အတွက်အဓိကကူညီပေးတဲ့ကစားသမားဖြစ်လာတယ်။အဲပြီးတော့အဲ့လိုဖြစ်လာလို့ခုနလိုမျိုး flash moment တွေပေါ့နော်။လိန်နာခောက်တာရတယောက်ချင်းစွန့်ရည်တွေပျောက်သွားတာမဟုတ်ဘူး။ final တစ်ခုလည်းပဲကျွန်တော် sample ထားပြီးပြောမယ်ဆိုရင်ဒါ video ညာနဲ့ဒီ design အတူတွေလွတ်သွားတဲ့အခြေအနေမှာဆိုရင်သူ့ရဲ့နောက်ပေါက်တစ်ချက်ကအရာနောက်ပေါက်တစ်ချက်စီခဲ့တာပေါ့နော်။အဲ့တော့ကျွန်တော်တို့ဒီကစားသမားစီမှာအရာအလုံးမြင်တွေ့နေရတယ်။ဒါပေမဲ့ပို့ပြီးတော့ကောင်းတယ်ပေါ့နော်။တစ်ချိန်တော့ Thomas Tuchel ပြောဘူးတယ်။ဒီ တံပီဒီနဲ့ပတ်သက်လာရင်ကစားသမားကစားပုံကိုသူ့ကိုတင်ပေးနေကြမလို့သူ့မှာအရာအလုံးရှိပြီးသားဒါပေမဲ့သူ့ကိုဘာတင်ပေးရမလဲဆိုတော့ဘောလုံးကို simple way နဲ့ကောင်းကောင်းကစားတတ်အောင်သင်ပေးရဖို့လိုတယ်။သူလိုနေရဒါပဲလို့ပြောရတယ်။အခုချိန်မှာတော့ NRK ရဲ့လက်ထက်မှာအဲ့ဒီအရာကို WL ရရှိသွားပြီလို့ကျွန်တော်တို့ယူဆတယ်။အဲ့လိုရရှိသွားတဲ့အတွက်အခုလိုမျိုးဒါအကောင်းဆုံးခြေစွမ်းဘလွန်ဒေါ်ကိုမှန်းနိုင်တဲ့ခြေစွမ်းကိုဒါပြသနေပြီးတော့တကယ်လည်းထိုက်တန်တယ်လို့ကျွန်တော်ယူဆတယ်။ပြီး Champion League ရဲ့ Player of the Season နဲ့လည်းအမှန်တကယ်ထိုက်တန်တယ်လို့ယူဆတယ်။တချို့ပေါ့နော်အထူးသဖြင့်ဒီအဖွားပေါ့နော်ဒီ kick ကတော့ဖွားရင်ကျွန်တော်တို့ reaction များရင်ပတ်စံပူရဆိုတော့ဖွားတာလေအများကြီးရှိတာပေါ့နော်။အဲ့တော့ ဒီ Rafinha ကိုးတွေအများကြီးသွင်းတယ် assist တွေအများကြီးလုပ်တယ်ဒီ Dembele ရဲ့ assist တွေနှောင်းအောင်နည်းတယ်ပေါ့နော်ဒါပေမဲ့အဲ့လိုသွားရှင်လို့တော့မရဘူးပေါ့ဒီနှစ်ယောက်လုံးကတကယ်ထူးချွန်တဲ့ player ဖြစ်တာမှန်တယ်ဒါပေမဲ့ champion ဖြစ်ခဲ့တဲ့ Dembele ကတော့ပို့ပြီးတော့ထိုက်တန်မှုရှိတယ်ပြီးတော့သူ့ရဲ့အသင်းကိုဦးဆောင်မှုနှောင်းအောင်ဥပမာ Rafinha နဲ့ Lamine Yamal ဆိုရင် Lamine Yamal အသင်းရဲ့ကစားကွက်ကိုပို့ဦးဆောင်တဲ့အခြေအနေမှာရှိတယ်အဲ့လိုပဲ Dembele ဟာလည်းဒီ Lamine Yamal လိုပဲ PSG ရဲ့ကစားကွက်ကိုဦးဆောင်တဲ့ အရေးပါတဲ့ကစားသမားတယောက်ဖြစ်တယ်ပေါ့နော်။ဟောဒါကြောင့်မလို့လက်ရှိဒမ်ဘီဒီရဲ့အောင်ပွဲပြီးနောက်ရရှိလာတော့မယ့်တူးချင်းအောင်ပွဲတွေတော့တော်တော်လေးဒါကြိုးစုံမိတယ်ဒါသူ့ရဲ့ပြောင်းလဲလာမှုကိုလည်းကြိုးစုံမိတယ်ဒီကစားသမားတယောက်ရဲ့ discipline ဘယ်လောက်ကြီးအရေးကြီးလဲဆိုတော့ဟိုသူပြောင်းလဲပြခဲ့တယ်တက်တည်ပြခဲ့တယ်လို့ကျွန်တော်ကတော့မြင်မိတယ်ကိုအဲစီတူပြောရတဲ့နောက်ဆုံးပိုင်းလေးမှာအဓိကဒီကစားသမားတယောက်ရဲ့ discipline discipline မှာလေးစီကံပိုင်းနဲ့ပတ်သက်ပြီးတော့ပြောင်းလဲသွားတဲ့ဟာကတော့သူ့ရဲ့ကစားသမားပေါ်အပြောင်းလဲဖြစ်မယ်ထင်ပါတယ် ဘာကြောင့်လဲဆိုတော့ဒီ2019ဒါဩဂတ်လောက်ကဒီနူကတ်မှာပေါ့လေဒါသူ့မိတ်ဆက်တဲ့မိတ်ဆက်ပြီးတော့မှဒါဆာလီဘာစီလိုနာပလေးယားဖြစ်တယ်ပေါ့လေဘာစီလိုနာပလေးယားဖြစ်ပြီးတော့မှသိမ့်မကြဘူးဒီပေါင်ပြဆက်ကျွတ်သားတန်ရာတင်ဒါကျွတ်သားတန်ဒီဘိုက်ဆက်တန်ရာတစ်ခုရတယ်လေးလောက်လောက်နားရတယ်နောက်ဟိုတရားမျိုးစုံပေါ်လေးခေါင်းကျော်တရားရလိုက်နောက်တည်းညာဘက်ပေါင်တရားရလိုက်ဘယ်ဘက်ပေါင်တရားရလိုက်ရဲ့ဒီတရားပြဿနာကြီးနဲ့ပထမဆုံး200သူက ဘာမှမသိဘဲနဲ့ကိုဆုံးသွားတယ်။အဲ့မှာအခုကဒါမလုံးဝမေ့ထားလို့မရတဲ့အချက်ကကျွန်တော်ဒံမီမီဟာဒီဘယ်လိုလဲတရားပြဿနာတွေကြောင့်ရုံးကန်ခဲ့ရတာတခုလည်းမဟုတ်ဘူး။စီကံမင်းပြဿနာတွေကဒါအချိန်ချင်းပဲပေါ့နော်။အခုဒါဘယ်လိုလဲအဲ့ဒီကဒါမှမရတဲ့ဒီတင်ဖတ်ရတာပေါ့လေ။အခုစီကူနဲ့ဒံမီလီကြောင့်ပြောမယ်ဆိုတော့ဟိုဒံမီလီကြောင့်လေးပြန်ပြောမှဟိုရမိုင်းပြန်ပြောပြန်ရှာဖတ်ကြည့်ရတာကြတော့ဟိုအခုအရင်ဖတ်ခဲ့တဲ့တင်တွေပြန်ပြောသွားကြည့်ရတာရှိတယ်။ဘာလို့လဲဆိုတော့လေ့ကျင့်လည်းမလာဘူး။ ဘယ်ဦးဆက်တယ်လို့ဆက်တယ်ရမှလည်းမသိဘူးပြောတော့အစာရင်နာတယ်ဆိုပြီးတော့ဖြစ်နေကြတယ်ကွ။ဒီလိုပြောတော့ WD နဲ့ပတ်သက်ပြီးတော့မှစီကံပိုင်းအားနေတဲ့ဟာကြီးဒီချင်းကွင်းတော့ကြတဲ့ဟာကြီးနေချင်းလို့နေတဲ့ဟာကြီးဒီတရင်းနေရာဘာစလိုနာကစားသမားပေါ်မှာအရန်ကိုပဲတားကြားခဲ့ရတယ်။ဒီစီကံပိုင်းနေရာကျွန်တော်ကြီးပုံနဲ့အားနေခဲ့တယ်ကွ။ဒီစီကံပိုင်းအားနေခဲ့တဲ့ဒီ WD ရဲ့အရင်ဒီအတိတ်နေ့တွေပေါ့လေဒီအကြောင်းလေးနဲ့စီပြီးမှတ်မိကြတော့နေပြန်ပြီးတော့မှဒါပြောပြရအောင် အဓိကတော့နောက်ကျတာပဲနီးမျိုးစုံနဲ့နောက်ကျတဲ့ကစားသမားပေါ့နော်ကျွန်တော်တို့ဒီဘက်ခေတ်မှာနောက်ကျဆုံးကစားသမားလို့ပြောရမှာထင်တယ်သူသူ့အဲသူ့ကြားလန်သူအများနဲ့နောက်ကျနေရကြီးပဲအဲ့တော့တကယ်တော့အခုတော့နောက်မကျတော့ဘူးလားဆိုတော့မဟုတ်ဘူးအခုလည်းနောက်ကျနေတော့မယ်ဒီနှစ်မကျတာအခုလီဖေ့စ်ဆောင်အောင်ဆိုရင်ဒီသူ့ချန်လိုက်ခဲ့တာ NBA အဲ့ဒါအာဆင်နယ်နဲ့ဘွဲမတိုင်နော်အော်အာဆင်နယ်နဲ့ဘွဲမတိုင်ခင်အဲ့တော့နောက်ကျလို့ပဲအခုတိတော့နောက်ကျနေစေပဲဒါပေမဲ့နည်းနည်းတော့နည်းလာတဲ့သဘောပေါ့နော်အရင်တော့တော့တစ်ချိန်လုံးအားရှိနောက်ကျနေရဲ့ ပုံစံမျိုးအဲ့တော့ကျွန်တော်တော်တော်မှတ်မိနေသေးတာကအဲ့တော့ကျွန်တော်11ကြာနေမှာအဲ့တော့သတင်းကကျွန်တော်တော့ကျွန်တော်စီးရီသတင်းကြီးတာလာလီကာသတင်းကတခြားအကူတယောက်ရှိရပါတော့ဒါပေမဲ့အမြဲတမ်းဒမီလီကြောက်ရတယ်လို့မကြာခဏဆိုသလိုပေါ့နော်ဘာစီလိုကသတင်းကလည်းအရေးကြီးရအောင်ပြီးတော့အဲ့လိုမျိုးသတင်းတွေကလည်းဆက်ဆံမှုရှိရပေါ့နော်အဲ့တော့ပါနေရအောင်ကျွန်တော်တတိထားမိတယ်အခုတော့ဒါတော်တော်လေးကြော်လာရလို့ပြောရမှာပေါ့เนาะပြီးတော့ဒီပြောမှဆိုရင်အဲသူ့ရဲ့အဲ့ဒီပြင်ပလူနေမှုဘဝကိုထိ ंछ ုပ်မှုပေါ့เนาะအခု တော်တော်လေးကိုဒါပြုပြင်ပြောင်းလဲနိုင်တယ်လို့ဟိုပြောရမယ်ပေါ့ NRK လက်ထက်တည်းမှာအဲ့တော့အဲ့ဒီအချက်ကအရင်ရေးကြည့်ရတကယ်တော့ကျွန်တော်တို့သူငငယ်တော့ကပေါ့နော်2016 19လောက်ကဒေါမ်ပေါ်မှာမို့လို့ကျွန်တော်အရင်မသိရတာအဲ့ဒီကလေးကတောမတ်ဂျူခေကပြောဘူးတယ်အဲ့တောမတ်ဂျူခေကသူနီးပြအောင်နော်အဲ့တော့အဲ့တော့တောမတ်ဂျူခေကဒမ်မီလီကကွင်းတွင်းခြေစွမ်းပြဿနာမရှိဘူးကွင်းတွင်းခြေစွမ်းတော်တော်လေးကောင်းတယ်ပေါ့နော်သင်ပေးစရာရှိပေမဲ့တော်တော်လေးကောင်းဒါပေမဲ့သူ့ရဲ့ကွင်းပြင်ပါလူနေမှုပုံစံအသင်ပေးဖို့အများကြီးလိုသေးတယ်ဆိုပြီးသူပြောခဲ့ဘူးတယ် ဒီ specific factors နေနဲ့ तू တိတိကျကျထုတ်မပြောဘူးပေါ့နော်ထုတ်မပြောပေမဲ့ तू အဲ့လိုပြောတယ်အဲ့တော့တို့ကနောက်ကွယ်မှာအထီးတွေ့နေရတဲ့လူတွေတို့ကပိုသိရပေါ့နော်အဲ့တော့အဲ့ဒီစကားကိုအခြေခံပြီးတော့ကျွန်တော်ကြည့်မယ်ဆိုရင်ကျွန်တော်တည်နေမှာမြင်နေရတာလောက်တင်မဟုတ်ပဲနဲ့ဒီကစားသမားကသူ့ရဲ့နေဆာတူကပွားမှာဟုတ်ကဒီအချိန်ဖောက်တာအဲပါရမီရှင်တယောက်အနေနဲ့ပေါ့နော် तू နောက်ကျရတယ်ဆိုတာမျိုးအဲ तू စိတ်ထဲမှာတွေးကောင်းတွေးမယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီဟာတွေအဲ့ဒီစိတ်ကိုင်းဆိုင်းရာတွေပြီးတော့အဲ့ဒီ ကွင်းပြင်ပအခြေအနေတွေကဒီသူအသက်အရွယ်မြလာတယ်အများရင့်ကျက်လာတယ်အများသူပြုတ်ပြင်လာနိုင်တဲ့အခါမှာအပြေကွင်းတွင်းမှာလည်းသူအဲ့သူရဲ့အိတ်စိတ်တက်ပြုတ်ပြင်ထားတဲ့ team player စိတ်တက်ကိုသူပြနိုင်တယ်ကျွန်တော်ကဒီတရားဒီလုံးသူကြည်ခဲ့တဲ့ပွဲတွေအကုန်လုံးမှာအဲ့ဒီအချက်ကိုတွေ့ရလို့ကျွန်တော်တို့ယူဆတယ်ပေါ့နော်ပို့ပြီးတော့ရင့်ကျက်လာတယ်မကန်သင့်မယ်နဲ့ရှောက်ပြီးတော့ရင်ရလို့ကန်လာတယ်မရှိတော့ဘူးအသင်းအတွက်ပို့ပြီးတော့ပန့်ပိုးပေးတာမျိုးပဲတွေ့ရအဲ့တော့အိတ်စိတ်တက်အပြောင်းအလဲကဒီလိုမျိုးဖြစ်လာစေလို့ကျွန်တော်တို့ဟိုယူဆပါတယ်ပေါ့ 哦，慢慢的，你变得就是过，你比较偏的这嘛的，哎，侬讲啦，就是过的嘛，所以把别人的产品啊，然后这个结果嘛的，stop 你啊，哎嘛，就是过你比较做的行啊，就得到那边关系嘛，把别个无形间的风险这样嘛，stop 你啊，这样偏难不对，这个牢牢的已经节目偏离开的，但是产品嘛咯。 အဲ့လိုရေးချက်ဖို့တွေကမမြင်ခဲ့ရဘူးဆိုပြီးမှဒီပြည်သိ19လူပြအခုနာမည်တော့မမည်ဘူး။ဒီလူပြတယောက်ရဲ့အဲအဲ့ဒါမျိုးပြောသွားတယ်လို့ရှိသွားတယ်ဗျ။နော်အဲ့ဒါလေးတစ်ချက်အဲဒါကြီးချက်ဖို့ကတော့ဒါတမီတော်တော်ကြီးကိုလူပဲဒါပေမဲ့အခုဒီ PSG တင်းလဲသူအောင်မြင်မှုဖြတ်တန်းခဲ့တဲ့ရရှိခဲ့တဲ့ညာဒီမှာတော့သူ့ရဲ့ကြီးချက်မှုကြီးတော်တော်ကြီးဒါပြနိုင်ခဲ့တယ်ဗျ။နောက်ထပ်ဒါသူ့ရဲ့အပြောင်းလဲတစ်ခုဒါအခုဖတ်မိကြတော့ဆိုရင်ဒါသူ့ရဲ့အပြောင်းလဲတစ်ခုဖြစ်တာကျတော့2019လောက်2019 20လောက်ပါသူစပြီးတော့ပြောင်းလဲနေတယ် နောက်ထပ်လုံးကဒါစီတူပြောပါတယ်မှာလည်းပါတယ်သူဒါဆေးရုံနဲ့ဒီဘယ်လိုပြောမလဲနေတဲ့နေရာနဲ့ဟိုအင်းနဲ့ချက်မြင်တော့နေရတယ်ဆိုပေမဲ့2019 20လောက်မှာသူစသပြီးတော့ကြောင်းလဲလာတဲ့အားလေးကြီးတော့အခုဒါအတိမဲ့ပြပါမယ်တော့2019မှာဆိုရင်သူကိုပိုင်စပုံမှုခံတယ်ကွာစပူစပူကံပြောမှာဒီအစားတော်ဝင်ပတ်သက်ပြီးမှာသူတော်တော်ပြင်ဆင်လာတယ်2020မှာဆိုရင်ဒါကိုပိုင်းဒီဒါဖီဇီယိုထရက်ဖစ်ပေါ့နော်ဒီအကျော်ပြင်ဆရာဒီကိုကာယပိုင်းနဲ့ပတ်သက်ပြီးမှာဒီကိုပိုင်း physio traffic ကိုသူနှားရဲပြီးတော့မှဒါပြုတ်ပြောင်းလို့မျိုးလုံလာတယ်အဲ့အချိန်မှာပဲအချိန်တုန်းကပဲရှာပီးရတယ်ဘာစီလိုနာမှာသူ့ကိုကစားခွင့်ဖြည်းဖြည်းနဲ့ပြန်ပြောင်းမှပြီးလာတဲ့အတွက်ဟိုပြန်ကြည့်လိုက်မယ်ဆိုရင်တော့ဒါဒမ်ဘီလီယာဒီလိုပုံစံမျိုးပြန်ရောက်ဖို့အတွက်2019-20လောက်ခင်းနဲ့သူစပြီးတော့အချိန်တော့စယူခဲ့တဲ့ဟာမျိုးကိုသူတို့တွားပြီးတော့တွေးရတာပေါ့နော်အဲ့ရနေဖြည်းဖြည်းနဲ့ဒါလိုခဲ့တဲ့ဒါ၂ရာပြီကပြီးခဲ့တဲ့၂ရာလောက်ကနေဒါဘာစီလိုနာကို sorry PSG ကို ေါင်တန်း90ဝန်းကျင်လောက်နဲ့သူရောက်လာတယ်။ရောက်လာတဲ့ဒီပထမယာတီမှာကျတော့လည်းအမှန်တမ်းပြောတော့အရင်ကြီးချင်းတော့တော့မဖြစ်သေးဘူးပေါ့လေ။ဒီ BSG ပထမယာတီရဲ့အခြေအနေလေးလည်းဒါစီလူမမေးတော့လေးရှင်းတယ်တစ်ချက်တော့ share ပေးပါဦး။အဟုတ်ကဲ့အဲဒီသူရောက်တာသူရောက်တာမနစ်ကမနစ်ကလားရှင်းဟုတ်မနစ်ကပါဟုတ်ကဲ့ဒီ loose energy စကိုင်းတဲ့အချိန်ပေါ့ဟိုဒီ release clause နဲ့ဒီသူ့ရဲ့စာချုပ်ဟိုကနေရောက်လာပါဘောနော်မနစ်ကကတော့တောက်လျှောက်ညတော်မှန်ကစားတယ် အဲ့လိုမှကစားပြီးတော့ဟိုမနစ်ကလည်းတော်တော်လေးကောင်းခဲ့ပါလေ PSG ကမနစ်က semi final ထိရောက်ခဲ့တယ်ဒေါ်မွန်နဲ့တွေ့ပြီးတော့1-0နဲ့ကြောင်းနဲ့ရှုံးသွားတာပေါ့နော်ဒါပေမဲ့သူတို့ဒီဟိုမှာ quarter final မှာ Barcelona ကိုနိုင်ခဲ့တယ်အဲဒီ new camp မှာလေကိုတကူနဲ့နိုင်ပြီးတော့ပေါ့နော်အဲ့တော့တော်တော်လေးတော့ဒမ်မီလီရဲ့ဒီ flash ဖြစ်တဲ့ခြေစွမ်းတွေကျွန်တော်တို့အများကြီးမြင်ရတယ်အဲ့တော့ကသူကညတော်မှန်ကစားတာပေါ့နော်ညတော်မှန်ကစားတယ်အထောက်မှာကွန်ကွန်ဆာလို Ramos ရှိတယ်ပေါ့နော်အဲ့တော့အဲ့တော့က ကျွန်တော်အများတဲ့ဒမ်ဘီလီကိုမြင်နေရ traditional ဒမ်ဘီလီပုံစံညတော်မှာတောက်လျှောက်ကစားနေတာပေါ့နော်အဲ့တော့ဒမ်ဘီလီကညာတန်လားပယ်တန်လားပြောရတာခက်လောက်အောင်နှစ်ဖက်စလုံးအရင်တန်တယ်နှစ်ဖက်စလုံးနဲ့ဘောလုံးဆွဲပြေးနိုင်တယ်တကယ်ရှာမှရှာတဲ့ one of a kind player မျိုးပေါ့နော်အဲ့တော့သူ့အတွက်ကအဲဒီတက်တနာမရှိဘူးတစ်ချိန်လုံးလွတ်နေရသူကပြီးသူက dribbling ဒီ skills ကလည်းအရင်မြင်တယ်ပေါ့နော်အခုလာမင်းညီမတို့ပြနေတဲ့ပုံစံမျိုးပဲဒမ်ဘီလီကလည်းပြရတယ်ဒါပေမဲ့လမီလီကအဲ့လောက်မရင်ချက်တဲ့ပုံစံမျိုးတော့ရှိတာပေါ့နော်အဲ့တော့အဖိတ်စင်အရင်များတယ် အကိုသွင်းတဲ့အခြေအနေတွေမှာအရန်လွဲချော်ပြီးတော့မနစ်ကကျွန်တော်တတိထားမိတာဆိုရင်အမ်ကျွန်တော်မနစ်ကကန်နဘလက်စ်မှာဒီချန်ပီယံလိတင်ဆက်နေတုံးဆိုတော့အဲ့တော့ဆိုရင်ဒီ PSG ပြိသက်တွေကဒမီလီယိုအရန်ပြောထားတဲ့ဟာတခုရှိတယ်အဲ့ဒါဘာလဲဆိုတော့တစ်ချိန်လုံးချော်နေလို့ချော်တဲ့ပနတီရအဲ့လုံးဟိုချော်တဲ့တိုင်ထိတယ်အဲ့လုံးနေတာဝင်ဒမီလီရဲ့ကိုယ်ရည်တော့ကကြောက်ခမန်းလေးလေးဖြစ်နေမယ်ဆိုပြီးတော့ဒီ YouTube clip လာမတူတခုရှိတယ်ပေါ့နော်အဲ့ကြောင့်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တင်ဆက်ခဲ့ပူသေးတယ်အဲ့ဆိုလိုချင်တာဒမီလီကအရန် waste ဖြစ်လွန်တယ် ်အော်ဒီဂိုးတွေကိုအရင်ဖြုံးတီးလွန်တယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါကဒီမနစ်ကအချိန်ဖြစ်ပြီးဒီနှစ်မှာကျတော့အဲ့အရာတွေအကုန်လုံးပြောင်းသွားတယ်ညလာမှမှလည်းကစားတော့ဘူးအလဲရောက်လာတယ်အလဲရောက်လာပြီးတော့ dribbling ရဲ့သူ့ရဲ့ဒီ percentage ပေါ့နော်အခြေအနေတွေ percentage တွေရတယ်လျှော့သွားတယ်တပွဲကိုသူနှစ်ချိန်အောက်ပဲသူလုပ်တော့ရယ် dribbling အရင်တော့အဲ့လိုမျိုး၄ချိန်လောက်ထိသူမလုပ်တော့ဘူးအချိန်လောက်ပဲလုပ်တယ်ပြီးတော့ကန်သွင်းတဲ့ဟာဒီမှာလည်းပို့ပြီးတော့ decision making တွေပူကောင်းလာတယ်အဲ့တော့အဲ့ဒီအရာတွေအတိအပြည့်ကျွန်တော်တို့သူ့ရဲ့ကိုယ်အခြေအတွက်ကိုတွေးနိုင်တယ်ပေါ့နော်အခုဒါကိုသိမရစု ရခဲ့တယ်လေးကူမှအဲ့တော့သူစုပေါင်းသွင်းခွင့်ရှိတဲ့တရားဒီမှာဆိုရင်33ကိုထင်တယ်33ကိုအောင်မေး33ဟုတ်တယ်35ဖြစ်မယ်35ရဲ့ assist က73လာမယ်ဟုတ်ကဲ့ဟုတ်တယ်အလုံးမလို့ကို involvement တော့ leadership ကိုမှတ်ဟုတ်ကဲ့အဲ့နှုံပေါ့နော်အဲ့နှုံကိုသူတက်လာတာသူ့ရဲ့ဒါကြီးမားတဲ့ calf ပေါ့နော် growth ဖြစ်တာလေ gap ဖြစ်တယ်ပေါ့เนาะအဲ့တော့မနစ်ကတော့နည်းနည်းလေး waste ဖြစ်တယ်ဒါပေမဲ့အရင်ကောင်းတယ်မနစ်ကဒီ PSG ရဲ့ဒီခြေစွမ်းကိုလည်းအလုံးလည်း ကြည့်ရလိုက်မယ်ပေါ့နော်ကြည့်ရလိုက်တဲ့အခါမှာဒါတော်တော်လေးကောင်းနေတယ်မှာပါဝင်တယ်ဒါပေမဲ့ပြောမဆိုရင်သူ့ရဲ့ waste ဖြစ်မှုတော့သူမတုံးဟိုလိုပြောမ short ချနိုင်ဘူးဒီနေ့မှာတော့ဒါ waste ဖြစ်မှုကိုတော်တော်လေး short ချနိုင်ပြီးတော့ champion league ပေါ့ကျွန်တော်တို့အဓိကကြည့်ရတော့ champion league ပေါ့လေ champion league ရဲ့အခြေအနေမှာတော့သူတောက်လျှောက်အမ်ပြောမဆိုရင် manchester city ကိုနိုင်တယ်ပြီးတော့ဒီတောက်လျှောက်တက်လာမှာဆို liverpool အစရောဖြစ်တာအစနေအပြင်နောက်ဆုံးအင်တာပေါ့နော်အားလုံးကခက်ခဲတဲ့ပြန်ပတ်တည်းကြီးပဲသူ့ပုံစံနဲ့သူခက်ခဲတဲ့ပြန်ပတ်တည်းကြီးပဲဒါပေမဲ့အဲ့ဒီဘွဲအကုန်လုံးမှာအာဒီချစ်စွမ်းပြနိုင်တယ်သူသဖြင့်ဒါ तू မပါတဲ့ဘွဲအာဆင်နယ်နဲ့ဒုတိယကြောဆိုသူမပါဘူးဒါပေမဲ့ तू ဒုတိယပိုင်း80ကျော်မှဝင်လာပြီးတော့ तू assist လုပ်ပေးသွားတယ်ပထမအကြော့မှာတော့ तू ဂိုးသွင်းတယ်ပေါ့နော်အဲ့တော့အဒီအသင်းရောတစ်ချိန်လုံးပေါ့အချိန်တွေအမျိုးမျိုးကနေအကောင်ဆုံးဒါကူညီပေးခဲ့လို့ပြောရမယ်အဲ့တော့မနစ်ကတော့ကတော့ကျွန်တော်အနေနဲ့မှတ်မိတာ तू ဖြုံးတီးတာလေ ဒီ PSG ပြိသက်တွေလောင်ပြောင်မှုပေါ့နော်မင်းနာကိုသင်းသေးချင်ဒီကိုသင်းပြင်ဖြစ်နေပြီဆိုတဲ့ဟာမျိုးကျွန်တော်မှတ်မိဒီနှစ်ကတော့သူကိုသင်းသေးချလာရတဲ့အတွက်တကယ်ကိုသင်းပြင်ဖြစ်သွားခဲ့တယ်ပေါ့ဒီပေါ့ဟုတ်ပါတယ်ဒီမှာအခုမဖြစ်နေထည့်ပြောမှာဟိုချီချူးကတော့ဒါလူဆယ်မီကီဖြစ်မယ်ထင်တယ်မဟုတ်ဘူးဘာကြောင့်လဲဆိုတော့ဒါရှင်ဘူးပြောလို့ဒါပြီးခဲ့တဲ့ရာသီကတော့ဒါထူးရှင်တဲ့ဝင်ကာအနေနဲ့ညာတောင်းမှန်းသူအဓိကထွက်ပြီးကစားတယ် အဲ့ဒီမှာဒီအဒီမှာပို့ပြီးတော့မှဒါ post line ပုံစံဆက်ဆံပေါ့လေဒါတိုက်စစ်အတွင်းပိုင်းဝင်ပြီးတော့မှကစားလာတယ်အဲ့ဒီကအမှအာဟိုဒါပြန်ဖက်ကြည့်ရအောင်ပေါ့လေဒီသူ့ကြောင်းလို့ပြန်ဖက်ကြည့်ရအောင်ကြည့်ရတယ်လို့ဒီဇင်ဘာလလဲလောက်မှစပြီးလာယုံနဲ့ပွဲမှလာပြီဒီ post line ပုံစံနဲ့စပြီးမှလုံးတယ်အဲ့ဘွဲမှာ PSG ကထိုးရနေတာကိုနိုင်တယ်ပေါ့လေအဲ့နောက်ပိုင်းဒီ post line ပုံစံကစားပြီးနောက်ပိုင်းသူ့ရဲ့ဂိုးတင်းလုံးတွေကဟိုတော်တော်ကြီးကိုတိတိတတ်တာကိုတက်လာတယ်ရှင်ဟာလေးလည်းပြန်ပြောင်းဖက်ရတယ်ပေါ့လေ ဖော့စ်တိုင်းပုံစံကြောင်းလိုက်ခဲ့တဲ့အခြေအနေကဒါဂမ်ဘီလူတက်ပုံပြမအားကောင်းနေဆိုတာဒါစီတူပြောရတဲ့အထက်မှာလည်းပါပါတယ်ကျွန်တော်လည်းဆော်ဘိုင်းမှာပြောတာပါပါဆိုဒီပါပုံပြမလည်း specific ကြကြပါလေဒီဒီဇမလာနောက်ပိုင်းဂမ်ဘီလူရဲ့ rule အခြေအနေကိုစီလည်းထပ်ပြောပါချက်ချက်ပြောပြပါဦးဟုတ်ကဲ့ကိုအစောပိုင်းတော့ကဒီ first time နေရာအတွက် energy ကစမ်းသပ်နေရာတွေ့ရတယ်ဒီ design rule ကိုသုံးတယ်ဇိုက်တူတွေကိုသုံးကြည့်ရမျိုးရှိတယ်ဖရက်ဒလီဘာကိုလာကိုလည်းသုံးတယ်ပြီးတော့ဒီ အဆန်စီကိုသုံးလာမျိုးလည်းရှိခဲ့တယ်အဆန်စီကို first time ပုံစံမျိုးသုံးလာမျိုးလည်းရှိခဲ့တယ်ပေါ့နော်ဒါပေမဲ့အလုံးမဖြစ်ဘူးအလုံးမဖြစ်ဘူးပြီးတော့ကွင်းလဲမှာလည်း NDK တောက်လျှောက်ဆန်းနေတာပေါ့နော်တောက်လျှောက်ဆန်းနေပြီးတော့အခုအခုကွင်းလဲမဟုတ်သေးဘူးဒီ wide side side emily ပါပူများတယ် favian rus ကပါလိုက်မပါလိုက်ပဲအခုလိုမျိုးလောကအထိုင်မဖြစ်သေးဒါပေမဲ့အခုအထိုင်ရပါတော့ဒီ2025တဲမှာပေါ့နော်အဲ့တော့အဲ့ဒီအချိန်မှာဒီ dembili ရဲ့အခုကျွန်တော်တို့ဒီတောက်လျှောက်ညှိုးဆုံနေရဲ့ rose ပဲအဲ့တော့ဘယ်ကစားတော့မှသူ့လိုမလုပ်နိုင်ဘူး ူကကွင်းလေရဲ့ဒီဟိုးအတွင်းကြကြနေရာအထိပေါ့နော်လီဗာပူးနဲ့ပွဲမှာဆိုကျွန်တော်တို့အဲ့ဒီစင်နရီကိုအကြိမ်ကြိမ်မြင်ရတယ်ဒီကွင်းလေအလယ်အထိကိုဆင်းယူတယ်အဲ့တော့သူ့ကိုဟိုဘယ်လိုပြောမလဲတခြားသောကစားသမား force နိုင်ပေါ့နော်ဥပမာပြရရင်ထပါတော့ဒီ femino သူမဟုတ်တာလီဗာပူးမလဲရှိကစားနေချိုတာလို့ပေါ့နော်အဲ့တော့ဒီကစားသမားတွေကအဲ့လောက်ထိ deep ဖြစ်ဖြစ်သူတို့ဆင်းနေယူနိုင်ဆင်းယူနိုင်ဒီရင်လေသူတို့အဲ့ဘောလုံးကိုသူတို့ဒမ်ဘီလီလောက်ဘယ်လိုပြောမလဲမြင်မြန်ဆန်ဆန်ဒမ်ဘီလီလောက်စမတ်ကြကြ ဟိုချိတ်ဆက်နိုင်ခြင်းမရှိဘူးပေါ့နော်ချိတ်ဆက်နိုင်ခြင်းမရှိဘူးပြီးတော့ကိုယ်တိုင် carry တရမယ်ဆိုရင်တမ်ဘီလီလောက်ဘယ်သူမှအဲ့လောက် dribbling skill ကောင်းတဲ့ကစားသမားတောင်မန်ကစားသမားတယောက်ရဲ့ dribbling skill အလယ်မှာရှိနေတဲ့ပုံစံမျိုးကတမ်ဘီလီလောက်ဘယ်သူမှမရှိအဲ့တော့ဟိုအဲ့ဒီအားသာချက်ကြောင့်ပဲတမ်ဘီလီဟာအမ်ဒီဒီ force nine rule ကိုတော်တော်ကြီးယူထိထိရရတော်တော်ကြီးကို ပေါ့ပေါ့မမြဖြစ်အောင်ကစားသွားနိုင်တယ်လို့ပြောရမှာပေါ့နော်ကျွန်တော်တို့ first time မှာတော်တီလည်းမြင်ဘူးတယ် Ronaldo Ronaldo လည်းမြင်ဘူးတယ် Messi မြင်ဘူးတယ် Benzema ပုံစံမြင်ဘူးတယ် Firmino မြင်ဘူးတယ် Gabriel Jesus မြင်ဘူးတယ်အများကြီးရှိကြတယ်ဒါပေမဲ့ဘယ်သူမှ Dembele လောက်တီးဖြစ်တဲ့ဒီ Albania ရဲ့တီသူမစင်ဘူး Albania ရဲ့တီစင်တာမျိုးဘယ်သူမှမလုပ်ဘူးဒါပေမဲ့ Dembele ကအဲ့ဒါကိုလုပ်တယ်ပေါ့နော်အဲ့တော့အဲ့ဒီ freedom Enrique ရဲ့အဲ့ဒီ freedom ကိုပေးလိုက်တယ်အသင်းမှာဒီကြာနေတဲ့ tactical setup တခုရှိရတယ်ဒါပေမဲ့အဲ့ tactical setup ထဲမှာ ဒီတယောက်တယောက်ချင်းစီမှာလွတ်လပ်ခွင့်တည်းရှိတယ်အဲ့တော့တမ်ဘီလီယူပေးထားတဲ့လွတ်လပ်ခွင့်ရနေရာဇုံသွားပြီးတော့ချိန်ဆက်ခွင့်ပေးလိုက်တယ်အဲ့တော့သူ့မှာငိုတဲ့ရှိနေပြီးသား technical စွန့်ရည်ပေါ့နော်အော်ဘောလုံးတမိုင်းအခုဒီဘောလုံးဒီဘက်ခစ် modern ခစ်တယ်ပေါ့ဘောလုံးတမိုင်းတစ်ခုလုံးပါတယ်တမ်ဘီလီရဲ့ boss case ကအကောင်းဆုံးနဲ့ထည့်လို့ရတယ်ဒီဘောလုံးရဲ့ဘောလုံးတယောက်ချင်းကင်ထားခြင်းတယောက်ချင်းကျွတ်အောင်ထွက်နိုင်ခြင်းဘောလုံးအရှိအသေးဆောင်နိုင်ခြင်းကဟိုညာဟုတ်ပဲရော skills ပေါ့နော်ကွတ်တီ100%ဖြစ်အောင်လို့တည်နိုင်တဲ့သူတယောက်ပဲရှိတယ်ဘယ်သူမှအဲ့လောက်ကြီးမတည်နိုင်ဘူး တော့ဒမီလီတို့ကညာချမ်းဖြစ်နေလို့ဘယ်ချမ်းဖြစ်နေလို့ပြန်ဘက်ကဘာသူဖြစ်နေလို့ဆိုရဲပြဿနာမရှိဘူးပေါ့နော်အဲ့တော့အဲ့လိုမျိုး force ကြီးတကူကိုအလဲမှာထားလိုက်တယ်လွတ်လွတ်လပ်ခွန့်လွတ်လွတ်လပ်လပ်ရွှေရှားခွင့်ပေးလိုက်တယ်တခြားသောအသင်းရကစားသမားတွေကဝန်းရံပေးထားတဲ့အခြေအနေမှာတော့အခုလိုမျိုးအောင်မြင်တဲ့ force 9 system တကူထွက်ပေါ်လာရလို့ကျွန်တော်တို့ယူဆပါတယ်ပေါ့ဟုတ်ပါတယ်ဒါ GPT ရဲ့ကျွန်တော်ပြောမယ်ဘလို့ကြောချင်မှုကတော့အသက်ကြီးကြီးနည်းနည်းကိုယ်ရော ဒီ GDP ဆိုတာလည်းဒါကြားရပါတော့ Wellness Academy မြောက်ခင်မှာဒီ Normandy Normandy data က Moody's မှာနေနေတယ်ပုံလေးဒါသက်ခုနှစ်တားလောက်ရှိနေတယ်ကို CPI ကိုဘယ်မှာလဲဖတ်တော့ link ဟုတ်ဒီမျိုးကြောကျင်တယ်ပေါ့လေဒါသူရဲ့ငွေတကယ်ကြီးပြန်ပြီးပြောရတာရင်းနဲ့ဟိုဒါကောင်းပြန်ပြီးဖတ်ရတာရင်းနဲ့ရှိပါတယ်တမီးကတော့ဟိုဒီ program နဲ့ ောလုံးပညာကျော်ရောက်မှုကတော့အမှတ်တိပြောချာမရှိဘူးအခုဒါဆက်ပြီးမှကြည့်သူရဲ့အောင်မြင်ကိုဆက်ပြီးထိနေမှထိနေချာကြည့်ရမှာသူရဲ့စီကံပန်းနောက်ဘက်ကျတော့ဒီမိပြမိပြရဲ့မာချမှုကိုသူလိုက်နိုင်မှာပေါ့လေဒါလူဝတ်စံနေပြီးနေရတော့သူတော်ကြီးကိုဒါလိုက်လုံနိုင်တယ်လူဝတ်စံနေပြီးလုခိုင်းတော့လုံနိုင်ခဲ့တဲ့အတွက်လည်းဒါအတင်းလိုက်အောင်မြင်ကိုသူတူချင်းအောင်မြင်ကသူအများကြီးရနိုင်ရှေ့ရှေ့ဆက်ပြီးမှဒီလိုဆက်ပြီးမှနာခံနိုင်လားဆက်လုပ်ပြနိုင်လားဆိုတော့လည်းဘူးတာ ချက်ပြမှာကြည့်ရမှာပေါ့လေဒါမီလီနဲ့ပတ်သက်ပြီးမှစီတူပါနဲ့ဒီထပ်ဖြစ်ပြောကြရှိတယ်မျိုးအော်ဟုတ်ကဲ့ထပ်ပြပြောဖို့အတွက်ကတော့ဒီနေ့ဘောလုံးတော့ရောတမ်ဘီလီကိုဟိုကျွန်တော်လည်းနဲ့မဲပေးလို့ရရင်တော့ကျွန်တော်တမ်ဘီလီကိုပေးပါပါတော့တကယ်ကိုထိုက်တန်တဲ့အဲကစားသမားလုံလောက်ပဲလုံလောက်တဲ့ခြေစွမ်းပေါ့ဖလားသုံးလုံးအပြင်သူတူးချင်းခြေစွမ်းအရာကိုကတယောက်တည်းခြုံထွက်နေတာမဟုတ်ပဲနဲ့အသင်းကပါထန်းတင်နိုင်တယ်ဒါလာမင်းဂျမားကလည်းအဲ့လိုခြေစွမ်းပါပဲဒါပေမဲ့လာမင်းဂျမားမှာဖလားသုံးလုံးမရှိဘူးဒါ တမီဒီမှာဖလားသလုံးရှိတယ်ပေါ့တလုံးပူရာလာတယ်ပေါ့နော်ချန်ပီယံလိတလုံးပူရာထားတော့ဟိုအမ်ဘပေးစီမင်းရာကအဲ့လိုပဲကြည့်မှာပေါ့နော်ပေါ်ဖော်မန့်စ်တူနေတော့ဖလားပူရာရဲ့လူပေးမှာပေါ့လေအဲ့တော့လီဒူလာရေမတူလာရေအဲ့လိုမျိုးစဉ်းစားတာမဟုတ်ဘူးအသက်ပိုငယ်ပြီးပိုကောင်းလာရေအဲ့လိုမျိုးစဉ်းစားတာမရှိဘူးလေတကယ်တော့ဘသူကဘလောက်ပိုကောင်းလဲဆိုတာပဲကြည့်တဲ့အခါမှာတော့ဒမ်ဘီလီယာပိုကောင်းတယ်အဲပိုကောင်းတဲ့စွမ်းဆောင်ရေပေါ့နော်ပိုကောင်းတဲ့စွမ်းဆောင်ရေတော့ကျွန်တော်ဂျာလက်မှာကြည့်လို့ရတာပေါ့နော်အဲ့တော့ဂျာလက်ကဖလားသလုံးရထားတယ်ပြီးတော့နောက်ထပ်ပြိုင်ပွဲနှစ်ခုကျန်သေးတယ်ပေါ့နော်လက်ရှိအချိန်နဲ့မှာဒီ nation league ကျန်တဲ့ nation league မှာတော့ပြင်သစ်နဲ့စပိန်နဲ့ semi final မှာတွေ့မှာပေါ့နော်အဲ့တော့ဘယ်လိုတွေဆက်ဖြစ်လာမလဲကျွန်တော်ကြည့်ရမယ် club world cup ကမှကြာတော့ PSG ပါတယ် Barcelona တော့မပါဘူးပေါ့အဲ့တော့ရာခိုင်နှုန်းတော်တော်များများတော့ WD ဘက်ကိုရောက်နေနောက်တစ်ဖလားရည်လည်းသူထပ်ပြီးတော့တိုးနိုင်ချေရှိသေးတယ်ဘယ်လိုပဲဖြစ်ဖြစ်တေးကြရသူ့ကိုဘလွန်တီရောပေးတင်တယ်ဘလွန်ဒေါ်နဲ့လုံးဝထိုက်တယ်လို့ကျွန်တော်ကတော့အဲယူဆပါတယ်အဲ့ဒါလေးဖြစ်ဆက်ပြီးပြောချင်ပါတယ်အဲ့ဒီဘာလဲဒါစီဒီတမီလီကြောင့်ပတ်သက်ပြီးတော့ပါပေါ့နော်ဒါနည်းပြောရရှုတော့ တူးကျင်းတာလေးစနစ်ပိုင်းကျုပ်ပုံနဲ့ပတ်သက်ပြီးတော့ပါလဲဒါပြည်မဆောင်ပြောသားပြတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်ကြီးစုအားပေးကြတဲ့ဆပောင်းပိတ်တဲ့ဒုံကြီးစီပေါ်နဲ့ကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ